Spain Digital Nomad Visa ရဲ့အကျိုးခံစားခွင့်များ Spain Digital Nomad Visa ကန်ဆောင်ထားသူများအနေနဲ့ပထမဆုံးတစ်နှစ်အတွင်းမှာ Spain နိုင်ငံကိုပြောင်းရွှေ့ခွင့်ရရှိပြီး နေထိုင်ခွင့်အပြင်၅နှစ်ရရှိနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင် PR နဲ့ Citizen ကိုပါဆက်လက်လျှောက်ထားနိုင်ပါတယ်။ရှန်ဂျိုင်ဧရိယာရှိနိုင်ငံများကိုဗီဇာထပ်မံလျှောက်ထားစရာမလိုဘဲလွတ်လပ်စွာနေထိုင်သွားလာနိုင်ပါတယ်။မိမိရဲ့အိမ်တော်ဘတ်နဲ့သားသမီးများပါလျှောက်ထားသူနဲ့အတူစပိန်မှာနေထိုင်ခွင့်ရရှိနိုင်မှာဖြစ်ပါတယ်။ စာရွက်စာတမ်းများပြင်ဆင်ချိန်မှာ visa process ပြီးဆုံးသည့်အထိကြချိန်ဟာ၄လမှ၆လအတွင်းသာရှိပါတယ်။ဒါကြောင့်တခြား resident visa တွေလို အချိန်ကြာမြင့်စွာစောင့်ဆိုင်စီရမလို့ပဲအချိန်တိုအတွင်းလျှောက်ထားနိုင်ပါတယ်။အခုနှုန်းထားဟာလည်းတစ်နှစ်အတွင်းမှာ euro 600,000ထက်မကျော်လွန်တဲ့ဝင်ငွေအတွက်24ရာခိုင်နှုန်းသာပေးဆောင်ရမှာဖြစ်တဲ့အတွက်အခွန်နှုန်းထားသက်သာပါတယ်။ Spain Local Bank အကောင့်များမှာပုံမှုလက်ကူစွာဖွင့်လှစ်နိုင်ပြီးချင်းဝေလုံး program များလည်းခံစားခွင့်ရနိုင်ပါတယ်။ Spain Digital Nomad Visa ကိုင်ဆောင်ထားတဲ့ကလေးများဟာ Primary နဲ့ Secondary ပညာရေးအတွက်အစိုးရကြောင်းများမှအခမဲ့တက်ရောက်နိုင်ပါတယ်။ဒါအပြင် Spain University တွေမှာပညာသင်ကြားခြင်းဟာအခြားနိုင်ငံများနဲ့နှိုင်းယှဉ်လျင်ပညာသင်စရိတ်နှစ်ဆနီးပါးပိုမိုသက်တာပါတယ်။ Visa ဟိုရာများအနေနဲ့လူမှုဖူလုံရေး Social Security Fan Base ဆောင်ထားပါကအစိုးရစီအုပ်များရဲ့အခမဲ့စိတ်ကူးသားမှုခိုင်နိုင်ပါတယ်။ Spain Digital Norma Visa ကန်ဆောင်ထားသူတယောက်ဟာ Spain နိုင်ငံမှာကလေးမွေးဖွားပြီးပါကလည်း၎င်းမွေးကင်းစကလေးငယ်ဟာနိုင်ငံသားဖြစ်ခွင့်ရရှိမှာဖြစ်ပါတယ်။ယခုလိုအကျိုးခံစားခွင့်များပြားတဲ့ Spain Digital Norma Visa ကိုရှောက်ထားဖို့အတွက်ဆိုရင်တော့ Advisable Visa စာပေကိုအခုပဲဆက်သွယ်လိုက်ပါရောရှင်။